ရန်ကုန်မှာကားတစ်ခုအဖွဲ့မှ ဖွဲ့ဝင်တယောက်ဖမ်းမိမင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်ငံနေကြိုဆိုပါတယ်ဒီတစ်ခါမှာတော့ရန်ကုန်မှာကားတစ်ခု၄ယောက်ဖွဲ့အနေဖွဲ့ဝင်တယောက်ဖမ်းမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဖမ်းမိတာကတော့2025ခုဇွန်လ19ရက်နေ့ရဖြစ်ပါတယ်ကျွန်တော်ကခုမှတွေ့လို့ခုမှသိလို့ကျွန်တော်လုံးမသိသေးတဲ့သူတွေအတွက်အခုလိုပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါတယ် တောင်တကုံဘက်မှာဖြစ်ပွားခဲ့တဲ့အမှုဖြစ်မှထင်ပါတယ်။ကားပြောက်တဲ့အသေးစိတ်အချက်လက်တွေကိုတော့ကျွန်တော်ရှာမတွေ့ပါဘူး။ကားကတက်စီကားလို့တော့သိရပါတယ်။ကြောက်နေတာကနည်းနည်းတော့ကြားပြီးထင်ပါတယ်။ကားပန့်ရှင်ကကားပြောက်လို့ရဲစခန်းမှာလည်းတိုင်ကျဲဖွင့်ထားသလိုသူကိုယ်တိုင်လည်းလိုက်လံစုံစမ်းမှုတွေရှိပါတယ်။အခုကသူကိုယ်တိုင်သတင်းရတာကြောင့်ဝိုင်းမွန်ပူပေါင်းဖမ်းလိုက်တာ ဖြစ်မှထင်ပါတယ်။မှတ်တမ်းဗီဒီယိုလေးကြည့်ကြည့်ရအောင်ပါ။ မင်းတို့ကလည်းဆိုမင်းတို့လာလဲတော့ကိုဒါဆိုဒါပဲပြောလေကိုချောက်ပြောနေပေါက်ခရရီအားတော်လည်းလွတ်တာငါနဲ့ရောက်တယ်လွတ်တာကိုပဲလေပေါက်ပေးတာခမည်းဒီကားကိုဘယ်ချင်းအဆမြင်တာလဲကျွန်တော်မြင်တော့မြင်ရတယ်ကောင်းမမြင်သေးဘူးအဲ့ဒါခမည်းဒီထဲမှာအခုနကျွန်တော်ပြောတာဘသူကလွတ်လို့ဒီကိုလာလဲကြော်ကြော်ကကြော်ကြော်ကလွတ်လို့လာတာအဲ့ကြော်ကြော်ကဘာမှနေလဲတောင်းဆမှုဆောင်နေတာအဲ့ဆမှုဆောင်ထက်ကအကျယ်ကြီးပဲဆမှုဆောင်ပေါင်းနေတဲ့ထဲမှာတဲ့ထဲမှာနေတာခမည်းကဘာမှနေတာလဲကျွန်တော်ကတန်တန်နေမှာတန်လင်းဘယ်ရက်ကွယ်လဲတန်လင်းကျွန်တော်ဆန်ဆက်မှာဆန်ဆက်မှာအဲ့တန်လင်းရက်နေဒီကိုဘာနဲ့လာလဲ ်ပဲချင်းလားကြော်ကြော်တို့ကခမားအဲ့ခုန၄ယောက်ဖွဲ့လမ်းထိပ်မှာရှိတယ်လို့ပြောတဲ့အဖွဲ့ကပမာလေးအစားဆုံးတင်ပြောပြအေးပြောပြောသူကကျွန်တော်ဖုန်းခေါ်တယ်ဟုတ်လားလာခဲ့ငါးစီကိုအရောင်းရတော့ရှိတယ်တော့တဲရအောင်တဲ့သူကကျွန်တော်ခေါ်လိုက်တယ်ခေါ်တော့ကျွန်တော်၄နိုင်လောက်ထွက်လာတယ်ဟိုချိတ်ကိုလည်းပေါ်လာတယ်ဆဆန်းရတယ်ဟိုတူလီမြန်နေပေါ်လာရတယ်မြန်နေရတယ်ကျွန်တော်ကအရင်ရောက်တယ်ကျွန်တော်ကဒီ ဲအဲတော့အဆုံးဆုံးအပေါင်းနဲ့ရှိရရှုကောင်းမို့ရှိကိုအရင်ရောက်တယ်အများအရင်တော့ဒီစကားပြောရတယ်ဒီလိုသွားရောက်မယ်ကျောင်း20ပြည့်ရကျောင်း45ပြည့်ရတဲ့အဲ့ဒါသူ45ပြည့်ရကိုသွားမယ်မင်းကဘောထားပုံဘောထားပုံနဲ့အဆင်ပြေတဲ့မင်းပိုင်ရှင်လို့လေမင်းသွားပြီးတော့ဟိုစံပယ်ယူရဲ့ 对不对？比如像不锈钢厂，就是说古铁器，比如像六有六十六度，五六度，五六度，然后我们这个主要就个。 နော်လာလေးတဲ့မင်းတုံးနေတော့ဖြစ်နေရှင်းလိုက်တော့ကားရောက်တယ်ကားနဲ့လာလာတော့ကျွန်တော်ခုမှအတော့ဆင်းကမြောက်မြေပေါ်ကြီးကဆင်းနေဆင်းရော့ဒီကေကပြန်တောင်းပေးရဲ့မင်းဟိုမှာတော့ပြေးကြည့်ရဲ့အဲ့ကြင်နဲ့ပလီနောက်တော့အဲ့နောက်ကတောင်းလို့ရှိနေဖုန်းနဲ့တော့ကျွန်တော်ဖုန်းနဲ့ရေးခိုင်းတယ်ဖုန်းနဲ့ရေးပြီးတော့အဲ့ဒီဖုန်းဆက်လိုက်တဲ့ကျွန်တော်အဲ့ရောက်ရောက်ချင်းပဲအဲ့ဒီမှာတောင်းပေးကြည့်လို့ရတယ်ကျွန်တော်ရောက်ရောက်ချင်းအဲ့ဒီဝယ်မဲ့ဖိုးခေါ်တယ် ပို့တော့ပြင်းများပါတယ်ဆိုရင်ညောင်းတော့ပြင်းအားအားအားနေပြင်းဒါလည်းဆောင်းဆောင်းတော့ဘုလားအဲ့လိုတမန်လေးကလားအဲ့လိုကအဲ့လိုအဲ့တို့ခမရတို့ကအတူတူလာတာပေါ့နောက်တစ်ခုကခမရအဲ့ဒီကဝတ်တောက်ဆိုတာခမရတိနေပြီကားကားတစီတိတ်30တိတ်40နဲ့မရဘူးလေဒါခမရလည်းတိတယ်လေအဲ့တော့အဲ့ကားဝတ်တောက်ဖြစ်နေပြီဆိုတာခမရတိပြီအဲ့တော့ဒီကားအရှုပ်ရှင်းရှိလဲမရှိဘူးခမရမေးပြီလားဘာလို့မမေးရလဲ ။ညက်ဘယ်နှချိန်လို့ဘူးလဲတောင်ကို။ဟုတ်လေဒီလိုမျိုးဘယ်နှချိန်လို့ဘူးပါပြီလဲလို့။ဟောင်းကြီးကခဏအဲ့လိုအတင်မရဘူးအကုန်လုံးတိမနေဘူး။သိလား။စာမတက်တဲ့ကလေးစားလို့စားပါလို့။သူ့နဲ့ဟိုအရင်ကရင်းနှီးမှုတွေကျွန်တော်။သူ့နဲ့သိတာလား။ဟိုတက်တာအကားဝင်သူ့မှာအာဂရက်ဖြိုးဖျားဝင်နဲ့စားဖို့တူတယ်ကျွန်တော်။ချက်ပေးစင်းနာလူရောဘလူနာမည်နာမည်နဲ့ကွာ။ချင်းကိုသူတို့နဲ့လည်းဆောက်ရည်ကြည့်ရမလား။ဒီမှာသူကဆောက်ရည်မကြည့်ဘူး။ မလိမ့်နဲ့ကျွန်တော်ပြောတာအကုန်လုံး information ရောက်ွယ်အခုမလိမ့်နဲ့ကျွန်တော်ဖြည့်ပြောက်ွယ်ပြီးဒီလိုလေးပဲမာနေရလဲအကုန်ချက်ပြီးတော့မှကျွန်တော်မနေ့6နာရီကိုလို့ထွက်သွားအိုက်ကထွက်တဲ့အချိန်ကမနေ့9နာရီနဲ့4မိနစ်ဒီ3 3နာရီဆိုတာနေဖေဖေနာဆိုထွက်သွားရတယ်ဒီကြားထဲမှာဆိုအကုန်ပိတ်ပြီးသားပြီးကိုထွက်လို့မရချာမယ်ဆိုစဉ်းစားပြီးသားအခုအခုမမိလဲမနေ့မြန်မိပါဘူးဘာမှလုပ်လို့မရအောင်အဲ့အတွက်အကိုရှီတရားကိုပြောလိုက်အဲ့တော့အကိုလည်းမနာတော့ဘူးအားလုံးလည်းအရှင်ပြေပဲကျွန်တော်တို့ကျွန်တော်မသိတာဒါနဲ့လူတွေမိပြီးတော့ကျွန်တော်တို့ကစကားအပူမပြောချင်တော့အကိုလုံးကပြင်မဲ့နေကွာနော်အကိုလည်းပြင်မဲ့နေအဲ့လူတွေကသိတာကြပြီကိုပြီးပြီဟုတ်တယ်နော်အဲ့တော့အရှင်တရားအကိုနေမိတာလဲကောင်းကောင်းကိုဖြေလိုက် ကိုလည်းမနာတော့ဘူးအားလုံးလည်းအစီအမံပဲနောက်လေခင်ဗျားကဘာဘာဘာလုပ်လဲပုံမှန်အလုပ်ကပုံမှန်လုပ်ရ delivery ပို့ brand brand ပို့တော့ဘာကျွန်တော်ဖုန်းနဲ့ဆက်ပြီးလုပ်ရအောင်อืมစချောင်းရနေကဒီကားကိုမနေချိန်မောင်းမှုတယ်မလေးနေလို့ဒီကားပေါ်မှာကိုရွှေ့ရတယ်လူရွှေ့ပြတာဒီကိုဒီရောက်ဒီရောက်တောင်းကားနဲ့ခေါ်လာမဟုတ်ဘူးလေဒီဒီကားကိုကိုခိုးထားတဲ့ကားကိုဗီဒီယိုဘယ်သူမောင်းလာတာလဲလို့ မင်းမတိပဲနဲ့ရောက်လာဒီကလမ်းပေါ်ပေါ်မှာဒီနေ့မှမောင်းလာတာမနက်က9နိုင်နဲ့4မိနစ်မှာဒီ3နှမ်းဆိုဒီမီးပွားရနေပြီဒီဘက်ကိုထွက်လာ9နိုင်က4မိနစ်ပဲရှိတယ်မနေ့က2နာရီကျော်မှဓာဟောင်းကနေပြီအမင်းပြောတယ်ပါချက်ပဲသိနေတာပါလေဟိုဒီမြောင်းညောင်းနေနေရမကြည့်လေအဲချင်းကိုတို့အဲ့ကောင်အဲ့ချင်းမှာဆိုချီပြီးသားမနေ့ညညကမဆောက်ခိုင်းလာတဲ့ကောင်ကအိပ်ပြောသွားလို့၄နိုင်မှအိပ်ပြောသွားလို့မင်းတို့လွတ်ပြီးတော့ဒီကိုရောက်လာပြီဆိုမနေ့ကအဲ့မှာလည်းမိတယ်ဒီလားမင်းမလိန်နဲ့ရန်ကုန်တမလို့ဟာဒီကားဖယ်နေရာတော့အကုန်လုံးထောက်ပြီးသွားမင်းတို့နေရာလည်းအကုန်ထောက်ပြီးသားကိစ္စဒါတော့ဒါ ဖမ်းမိတဲ့တခုကိုစစ်ဆေးတဲ့ပိုင်းပေါ့နော်ဒီပိုင်းကဒီလောက်ပဲကျွန်တော်တွေ့ရှိပါတယ်သူတင်ထားတာဒီလောက်ပဲဖြစ်ပါတယ်အဲ့တော့ဒါကြီးစုသူတွေကဒီလောက်နဲ့အာမရလို့အဆက်လေးတင်ပေးပါအောင်လို့ပြောတဲ့အတွက်ဒီအကောင့်ပိုင်ရှင်ကဆက်လက်ပြီးတော့အဆက်အနေနဲ့ပေါ့နော်သူပြန်လဲဖြည့်ရှင်းထားတဲ့ဘလို့ဖြစ်သွားတယ်ဆိုတာကိုပြန်ရှင်းပြထားတဲ့ဗီဒီယိုဖိုင်လေးထပ်တင်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်ဖွင့်ပြပေးပါမယ် မင်္ဂလာပါဗျာအကိုနောက်ဆက်တွဲလေးပြန်မေးပါဦးလို့ပြောတဲ့အကိုအကိုအဲ့ဒီတရခံကအဲ့ဒီကားနာမှာသူ့ကိုဖမ်းမိတာသူ့ကိုဝယ်လဲဆိုပြီးတော့မှခေါ်လိုက်တဲ့အချိန်မှာသူတို့စုစုပေါင်းလာတာ၄ယောက်၄ယောက်မှာ၃ယောက်ကဘယ်မှာရှိလဲတော့မသိဘူးဒီလူတစ်ယောက်ထဲလာပြီးအယောင်ဝယ်လုတာလုတဲ့အချိန်မှာကျွန်တော်တို့ကသူ့ကိုဖမ်းလိုက်တယ်အဲ့တော့ကားပိုင်ရှင်ကလည်းရောက်နေနေပြီးသားကားပိုင်ရှင်ကလည်းတက်ဆိုင်ကကားပြက်ပြောက်ချင်းတွေကနေမြေရဲစခန်းမှာအမှုဖွင့်လာတယ်အဲ့တော့ကျွန်တော်တို့ကဒီလူကိုဖမ်းလိုက်တယ်ဖမ်းပြီးတော့ ဒီလူကိုကြံတဲ့လူကိုဖုံးဆက်ခိုင်းတယ်ဖုံးဆက်ခိုင်းတဲ့အချိန်မှာ तू ဟာဟဲအောင်နဲ့မင်းတို့ငါ့ကိုတယောက်တည်းလွတ်လိုက်တယ်ကွာတဲ့အဲ့မှာဇလန်ဘာမှဆက်လို့လို့မရတော့ဟိုကောင်တွေကအကုန်ပြေးပြီဒီကောင်ကိုဖမ်းလိုက်ပြီဆိုတာတက်ပေါက်သွားတယ်ပြေးတယ်ကျွန်တော်တို့လည်းအဲ့နာပအဝင်ချင်းမှာလှည့်ပတ်ပြီးရှာသေးတယ်မတွေ့တော့ဘူးအဲ့တော့ကားပိုင်ရှင်ရောကားရောအဲ့ဒီတရခံရောသူတို့အမှုဖွင့်ထားတဲ့တက်ဆိုင်ရတဲ့မြေရဲစခန်းကိုပို့ပြီးတော့တာဝန်ရှိတဲ့လူတွေကိုအပ်ပေးလိုက်တယ်အဲ့ဒီအချိန်မှာအဲ့ဒီတခိုးကအရင်ကလည်းခိုးဘူးတယ်အခုမှခိုးတာမဟုတ်ဘူးအရင်ကလည်းကားခိုးတဲ့အမှုနဲ့ပဲထောင်ကြဘူးတယ် ဆိုတော့သူတို့တွေကလှုပ်ရှားနေကြဗျာကျွန်တော်တို့နေစဉ်ဒူပါဗျာကားဆိုတာသိတယ်မလားကိုညာအိတ်တဲ့ချိန်ကျတော့အခုတနေကုန်လုံးအလုပ်ပင်မန်းနေကိုညာပဲအိတ်မဲ့ချိန်လေးတော့အေးဝဝလေးတော့အိတ်ချင်တယ်အခုဘယ်လိုလုပ်လို့ရမလဲကားရဲ့ GPS ထည့်ရမလားဘယ်လိုလုပ်လို့လုပ်ရမလဲ GPS ထည့်ဆိုလဲထည့်ထည့်ရထည့်ထည့်နေရတာပဲဘယ်လိုလုပ်မလို့ဒါပေမဲ့အိုက်ကတော့ GPS မပါဘူး Pro Box တိုက်စီလေးပါတိုက်စီလေးဆိုတော့ကျွန်တော်တို့နေစဉ်ဒူပါသွားလာနေတဲ့ပတ်ဝန်းကျင်တစ်ခုနေရာတစ်ခုမှာတော့ ကိုကားကို safety ဖြစ်တဲ့နေရာမှာထားတာပိုကောင်းတယ်ဗျမဟုတ်ရင်ဒီကားခိုးတယ်ဆိုတော့အဖွဲရလည်းရှိနေဦးမှာပဲခိုးနေဦးမှာပဲကျွန်တော်တို့လည်းပေါ့ဆတာလားမပေါ့ဆပါဘူးကိုကားကိုတော့ခတ်ဟုတ်လားကျွန်တော်ပြောတာကိုလုံညုံမဲ့တင်တဲ့နေရာမှာထားထားပြီးတော့ကျွန်တော်တို့သွားကြအိတ်ကြအဲ့တော့ကိုပောင်ဝင်းကျင်မှာအဲ့လိုမတင်ငါပွဲရကားတွေရှိတယ်အယောင်းဝယ်လုပ်နေတယ်ဆိုရင်တနက်တည်းမှစောင့်ကြည့်ပေးပါဗျာကိုကားပြောက်မှကိုကိုကိုရိုင်းကြုံမှ ပြဿနာဖြစ်တာမဟုတ်ဘူးလေအဲ့တော့ဒါပိုင်ရှင်လည်းတော်တော်ကောင်းပါလေတောက်လျှောက်လိုက်တယ်ပိုင်ရှင်ကတရင်တောက်လျှောက်အဲ့သူ့ကပျောက်တာပျောက်နေတာသူအဲ့ကားနဲ့ပတ်သက်ပြီးအနည်းဆက်ဆုံးတရင်တောက်လျှောက်သူ့မှာရှိတယ်ကဲနောက်ဆက်တွဲတင်ပေးပါဆိုတဲ့အကိုအဲ့ဒါလေးကတော့ဇလန်းဆုံးတတ်ပါပဲမင်္ဂလာပါဒါဒီဘလိုနောက်ဆုံးပြောတဲ့အတိုင်းပါပဲကျွန်တော်တို့ဟာကိုပတ်ဝန်းကျင်မှာမတင်ငါစရာကားရောင်းဝယ်ဆိုင်ကယ်ရောင်းဝယ်စသဖြင့်မတင်ငါစရာလူတွေတွေ့ရင် လဲလျူရှုမထားကြပဲနဲ့အားလုံးတရီထားဝိုင်းဝန်းစောင့်ရှောက်ကြရင်တော့အမတန်ကောင်းမွန်မယ်လို့ယူဆမိပါတယ်။အဆုံးထိအောင်အားပေးနားဆင်ကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ။